အားလုံးမင်္ဂလာပါကျွန်တော်ကတော့တပါဒီနေ့မှတော့မိုးပွဲနေ့ကြီးကစားတဲ့နိုင်စီမဲ့အခြေ6ချက်ကိုပြပြပေးသွားပါမယ်ပထမဆုံးအခြေကတော့ဖုံးတဲ့ line ပါဖုံးကလည်းကောင်းပြီး line ကလည်းကောင်းမယ်ဆိုရင်ကစားပွဲနိုင်ဖို့အခြေအနေရှိမှန်ပဲဖြစ်ပါတယ်ဒါပေမဲ့ဖုံးကမန်တဝဲပြည့်နေမယ်ပင်ကားတဲ့နေရာကျော်လို့ဒရော့နေမယ်ဆိုရင်သိချပါလေ always defeat ရဖြစ်နေပါလိမ့်မယ်နောက်တစ်ချက်ကတော့ available ပါ available မှာပါတဲ့ effect တွေကိုနားလည်ပြီးတော့ဘယ် hero ကဘယ် ablan နဲ့ life fade ဆိုတာကိုသိထားမယ်ဆိုရင်လည်းနိုင်ဖို့အခြေအနေရှိမှန်ဖြစ်ပါတယ်ကိုကတက်ခိုက်ထားပြီးတော့ support ablan ကြီးထည့်ထားမယ်ဆိုရင်တော့ ဒါကြောင့် Apple ကလည်းအရေးပါတဲ့အခြေအနေတွေတခုဖြစ်ပါလေ။နောက်တစ်ခုကတော့ iDev ပါ။ iDev နဲ့ iDev တွေမှာပါတဲ့ effect တွေကြောင့်တည်ထားမယ်ဆိုရင်တော့ဘာကြောင့်လဲဆိုတော့ iDev အကြောင်းတည်ထားမယ်ဆိုရင်ကိုယ်ကြိုက်တဲ့ hero နဲ့ဘယ် agent နဲ့ level ဆိုတော့တည်နိုင်တယ်လို့ enemy hero ကိုလည်းဘယ် agent နဲ့ပြည့်ပြီးကောင်းစားရမယ်ဆိုတာလည်းတည်မှာဖြစ်ပါလေ။အဲ့ဒါကြောင့် iDev အကြောင်းတည်ထားတာကလည်းကစားပွဲနဲ့နေစေတဲ့အခြေအနေတွေတခုဖြစ်ပါလေ။နောက်တစ်ခုကတော့ patch note ပါ။ ပချနုတ်ကတော့ဘယ်ကြီးကိုပဲ့ထားတာနဲ့ထားတာ adjustment လုပ်တာလူပဲ့လုပ်တာတွေအပြင်အင်ဂိတ် adjustment တွေအဲ့တဲ့ adjustment တွေကိုပျောက်ဝေထားပါဖြစ်ပါတယ်ပချနုတ်ကိုတည်ထားမယ်ဆိုရင်အခုဘယ်ကြီးကမီတာဝင်ပြီးတော့ဘယ်ကြီးကနက်ခတ်ထီတော့တည်တဲ့အပြင်အင်ဂိတ် adjustment ကိုလည်းတည်ထားကြအောင်မလို့အနေရပူပူပြီးတည်ချောင်းဖြစ်ပါလေနောက်တစ်ခုကတော့ hero ပါ hero တွေရဲ့ scale တွေ passive တွေအကြောင်းတည်ထားတာကလည်းပစ်ဘဲလုပ်တဲ့အချိန်နဲ့ hero ချင်းချိန်စောတဲ့အချိန်မှာတော်တော်လေးအထောက်အကူဖြစ်ပါတယ်ဒါပြည့်ဘယ် hero တွေကိုဘာ hero တွေနဲ့ပြန်တော်တော်ရလဲဆိုတော့တည်ထားရည်နဲ့နေဖို့အချိန်တွေကတည်ချောင်းမှာဖြစ်ပါလေနောက်ဆုံးတစ်ခုကတော့တင်းပါ မယောက်ချင်းပြန်ဆွေးရတဲ့ဂိတ်ဖြစ်တာကြောင့်မလို့တယောက်တည်းဆုံးမယ်ဆိုရင်ဈေးကောက်သူတွေနဲ့ကြတာကိုနှစ်ချင်းမမိတာတွေဖြစ်နေပါလေ။ဒါကြောင့်ဖွေးရဆွေးတော့ကကိုနှစ်ချင်းမိပြီးဈေးစင်းနဲ့ကင်းဝင်းတာကြောင့်မလို့နိုင်ဖို့ရခင်တော့ပူမြောင်းပါတယ်။ကိုဖွေးကကောင်းနေဆိုရင်ပေါ့။ကဲဒီဗီဒီယိုလေးကိုဒီနောက်မှပဲဆုပ်သက်လိုက်ပါမယ်။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုကြောင့်ပြန်တွေ့ကြမယ်။ကောင်းလို့နေရလေးလေးပတ်ဆိုင်နေကြပါစေ။ကောင်း Not a lot to say today yeah Dreaming me.